ဆိုင်လိုက်ရတဲ့အချိန်ကိုမှအရန်ကိုမှရတာရှိပြီးအရန်ကိုမှစားလို့ကောင်းတဲ့တီးဆုံထမင်းပေါင်လေးပါရှင် Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့အိမ်မှာထမင်းပေါင်းလေးလုပ်စားပြီလို့လုံနီလေးပြန်လဲလာမြဝေးတာဖြစ်ပါရဲ့ရှင်အရန်လွယ်ကိုရိုရှင်ပြီးတော့စားလို့လည်းရမ်းကောင်းတာမို့လို့လိုက်လို့ဆော့ကြည့်ကြပါဦးနော်အရင်ဆုံးပစုံကိုအခွန်ရွာပြီးတော့အညစ်ကြေးတွေဖယ်မယ်တန်ရှင်းစင်ကြယ်ပြီးအောင်လုပ်ထားပြီးတော့ချိုးမုတ်စာငေကောက်မုတ်တို့နဲ့ရတာရင်းနေပြီးနှစ်ထားမယ်ပေါ့နော် ီးတော့ကိုထည့်ခြင်းနဲ့အသီးနှံလေးတွေကိုတန်ရှင်းစင်ကြအောင်ဆေးကြောထားပြီးတော့လှည့်ဖြတ်ထားလိုက်ပါမယ်။ကိုလိုချင်တဲ့အနေထားတိုင်းလေးတွေပေါ့နော်လှည့်ဖြတ်ထားလိုက်ပါမယ်ရှင်။အသီးနှံနေထဲတာကတော့မိမိစိတ်ကြိုက်ပါနော်။ကိုကြိုက်နေတတ်တဲ့အသီးနှံလေးတွေကိုအစဉ်ပြေသလိုလေးတွေလှည့်ဖြတ်ပြီးတော့ထည့်နိုင်ပါတယ်ရှင်။ပြောရရင်တော့ငုံဦးလေးလည်းပြုတ်ထားလိုက်ပါမယ်။ငုံဦးပြုတ်တာလေးတော့ကျွန်မမရိုက်လိုက်မိပါဘူးရှင်။ဒါကတော့ငုံဦးလေးပြုတ်ထားပြီးတော့အေးအေးခံထားတာပေါ့နော်။ပြီးသွားလို့ရှိရင်အခွန်လေးနှွာထားလိုက်ပါမယ်ရှင်။ ဘုံလေးကိုအေးခံပြီးတန်ရှင်းစင်ကြအောင်ဆေးကြောပြွားရင်တော့အခုံလေးခွာထားလိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ငဖယ်လေးထည့်ချင်တာနဲ့ငဖယ်လေးကိုလည်းကိုထည့်ချင်တဲ့အနေထားလိုက်လေးဒီအတစ်တစ်ကလေးတွေတုံပြီးတော့ကျွန်တော်ပြုတ်ထားလိုက်တယ်ပေါ့နော်ပြီးတော့ဒီငဖယ်ပြုတ်ရည်ကိုလည်းကျွန်တော်ထမင်းပေါင်ထဲမှာထည့်သုံးလို့ပေါ့နော်ပြီးွားရင်တော့ချက်သွန်ဖြူလေးတွေကိုတပြားရိုက်ထားလိုက်မယ်ပေါ့နော်ထမင်းပေါင်းထဲမှာသုံးဖို့အတွက်ပြောင်းကုန်မုတ်လေးကိုလည်းဖြောထားလိုက်ပါမယ်ရှင်။ပြောင်းကုန်မုတ်ကတော့မိမိစိတ်ကြိုက်လေးပဲမိမိကြိုက်နေတဲ့သလိုလေးဖြောလို့ရတယ်ပေါ့နော်။ များများထည့်ခြင်းတဲ့သူကတော့များများဖြော်ပေါ့เนาะများများထည့်လိုက်ရင်တော့အရန်ပြစ်ချွဲသွားနိုင်ပါတယ်အနေတော်ပဲထည့်ခြင်းတဲ့သူကတော့တော်သိယုံပဲဖြော်လို့ရပါတယ်ရှင်အဲ့တော့ပြောင်းကုန်မုံလေးကဖြော်ထားပြီးတော့မိမိစိတ်ချိုင်းမှန်းပြီးတော့ထည့်နိုင်ပါတယ်ရှင် ပြောင်းကုန်မုံကိုရေနဲ့ဖြော်ထားလိုက်မယ်ပြီးွားရင်တော့ جماعه တို့စီသေးကိုကျွတ်ပြူတပြားရိုက်ထားတာလေးထည့်ပြီးတော့အရင်ဦးဆုံးအယောင်ပြောင်းသွားတဲ့အနေထားလောက်ထိကြော်သွားပေးလိုက်မယ်ပေါ့เนาะသမင်းပေါက်မှာသုံးဖို့အတွက်ကျွန်မ CEO အနေငယ်ပဲသုံးထားပါတယ်ရှင် အကျွတ်သွန်ဖြူလေးတွေကအယောင်ပြောင်းသွားတဲ့အနေထားရောက်သွားပြီဆိုရင်တော့ကျမတို့ရသားတွေနေပြီးတော့နှက်ထားတဲ့မစုံလေးကိုစက်သွားတဲ့အနေထားလောက်ထိကိုကျော်သွားပေးလိုက်မယ်ပေါ့နော်။မစုံသားလေးတွေစက်သွားတဲ့အနေထားလောက်ထိကျော်သွားပေးလိုက်ပါမယ်ရှင်။ ကျမတို့ပစုံနဲ့မစားခြင်းနဲ့သူကတော့မိမိကြိုက်နှစ်တရအသားနဲ့စားနိုင်ပါတယ်ရှင်မိမိကြိုက်နှစ်တရအသားနဲ့ပြုလုပ်နိုင်ပါတယ်ရှင်အဲ့တော့ကျမတို့ပင်လယ်စာနဲ့ပဲဖြစ်ဖြစ်ကြက်သားဝက်သားပေါ့နော်ကြိုက်နှစ်တရရဲ့အသားနဲ့ဆက်စားမယ်ဆိုလို့ရှိရင်တော့ဒီပစုံနေရာမှာကိုကြိုက်နှစ်တဲ့မိမိထည့်မဲ့အသားလေးတွေထည့်လိုက်အောင်ပဲပေါ့နော်အသားလေးထည့်ပြီးကြက်သားအောင်အရင်ဆုံးကြောသွားပြီးလိုက်အောင်ပါပဲရှင် အဲ့ပဇွန်လေးကလည်းချက်သွားတဲ့အနေထားရောက်ပြီဆိုရင်တော့အဲနူဣတာမမြန်ဘူးပေါ့နော်။မာတဲ့အသီးနှံလေးတွေပေါ့နော်။နူဣမမြန်တဲ့အသီးလေးတွေကိုအရင်ဆုံးကျမတို့ထည့်ပြီးတော့ကြော်သွားပေးလိုက်ပါမယ်ရှင်။အရသာအနေနဲ့ကျမတို့တွေခယူးစီထည့်မယ်။ပဲငပြားကြီးအကြီးလေးထည့်လိုက်မယ်ပေါ့နော်။ပြီးွားရင်တော့အရသာတွေနှက်ဆက်သွားအောင်တည်တည်ချာချာလေးမှွေပြီးတော့ဒီအသီးနှံလေးတွေမကြက်တစ်ချက်အနေထားလောက်ဒီကိုကျမတို့ကြော်သွားပေးလိုက်ပါမယ်ရှင်။ ဒီထမင်းပေါင်းလုပ်နေရတဲ့တအားလဲလွယ်ကူပါတယ်အရန်လွယ်ကူပြီးတော့ကျမတို့တွေစားရတာလဲရမ်းစင်ပြေတယ်ပေါ့နော်ကျမအင်းနဲ့လည်းညီညွတ်တာပေါ့ရှင်ပြီးတော့ရတော့ကျမတကြားလေးအနေငယ်ထည့်လိုက်တယ်ပေါ့နော်ထမင်းစားဆုံးတစုံမရှိတရှိစားလောက်ထည့်လိုက်ပါတယ်ရှင်ဒီနေရာမှာအချို့ကဲကဲလေးကြိုက်တဲ့သူပေါ့နော်ဆိုင်းဆိုင်ကြော်ရီတိုင်းကိုမှကြိုက်တဲ့သူဆိုရင်တော့တခြားကိုပို့ထည့်နိုင်ပါတယ်ကျမတို့ကတော့အရန်ချူရာကြီးမကြိုက်တဲ့အတွက်တခြားကိုထမင်းစားဆိုတစုံမရှိတရှိလောက်ပဲသုံးလိုက်ပါတယ်ရှင် အဲ့တော့မာတဲ့အသီးနှံလေးတွေကမကြက်တကြက်နေသားလေးရောက်ပြီဆိုရင်တော့နူဤမြန်တဲ့အသီးနှံလေးတွေဖြစ်တယ်။မှုနဲ့မုံငင်းတို့ကိုထည့်လိုက်ပါမယ်ရှင်။ဒီအသီးနှံလေးတွေကကျတော့နူဤမြန်နေပေါ့နော်။အဲ့တော့အသီးနှံတွေအားလုံးနှက်ဆက်သွားအောင်တည်တည်ချာချာလေးမှုသွားပေးလိုက်ပါမယ်ရှင်။အသီးနှံလေးတွေအားလုံးနှက်ဆက်သွားအောင်မှုပြီးပြီဆိုရင်တော့ကျမတို့ခုနကပြုတ်ထားတဲ့ငဖယ်ပြုတ်လေးပေါ့နော်။ငဖယ်ပြုတ်ရှိရောငဖယ်ပြုတ်ကလေးကိုရောထည့်လိုက်ပါမယ်ရှင်။ ပြီးွားရင်ဒီငဖယ်ပြုတ်ရည်နဲ့အသီးနှံလေးနဲ့ရောသမမွေးကောင်းအောင်တည်တည်ချာချာလေးမွေးသွားပေးလိုက်ပါမယ်ရှင်ကိုအိမ်မှာကြောစားတတ်တယ်ဆိုလို့ရှိလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဆိုင်ရနေလဲဝယ်ဆားစရာမလိုတော့ဘူးမိမိစိတ်ကြိုက်မိမိကြိုက်နေတတ်တဲ့အရာသာပုံစံအတိုင်းကိုပဲကြောစားလို့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ဆိုင်ကြောနဲ့အိမ်ကြောနဲ့ကတော့ကွာပါတယ်ရှင်အဲ့တော့ကိုအိမ်မှာကိုကြောတတ်တယ်ဆိုလို့ရှိလို့ရှိရင်တော့အဆင်ပြေပြေနဲ့ကြောလို့ရတာပေါ့နော် အရန်လဲလွယ်ကူရိုးရှင်ပါတယ်ရှင် ပြီးတော့အကျမ်းမာရေးနဲ့လည်းအရန်ညီညွတ်တဲ့အစားအစာလေးတစ်မျိုးပေါ့နော်စီတွေလည်းအများကြီးမသုံးတာပါဘူးရှင်အဲ့တော့အသီးနှံလေးတွေကတော်တော်လေးနူးဤွားတဲ့နေထိုင်ရအောင်ဆိုတော့နောက်ဆုံးမှအရန်ကမှနူးဤညံတဲ့စက်တော်နေနဲ့ခရမ်းစင်တီလေးထပ်ထည့်လိုက်မယ်ပေါ့နော်။အစက်တော်နေနဲ့ခရမ်းစင်တီလေးနဲ့အားလုံးရောသမဝင်သွားအောင်ထပ်ပြီးပွေသွားလိုက်ပါမယ်ရှင်။ဒီကတော့အနံ့အရန်ကိုနူးဤညံတဲ့အသီးလေးပေါ့နော်။ ်ဒီခဲချင်းလေးရဲ့ကျွတ်တန်ကြီးကိုပေါ့နော်မုံင်းနဲ့မှုန်နဲ့ထဲတဲ့အချိန်မှာရောထဲလေးအဆင်ပြေပါရဲ့ရှင်ဒါပေမဲ့ကျွန်တော်တို့ကျွတ်တန်ကြီးရောခရမ်းချင်းကြီးရောပေါ့နော်အရင်နူးဤသွားတဲ့အနေထားမဟုတ်ဘဲနဲ့နည်းနည်းမကြက်တဆက်အနေထားလေးကိုလူချင်တာဖြစ်တဲ့အတွက်နောက်ဆုံးမှထဲရခြင်းဖြစ်ပါရဲ့ရှင်ဒါကတော့မိမိစိတ်ကြိုက်ပါနော်အဲ့တော့ကျမတို့ကြော်ထားတဲ့အသီးနှံလေးပေါ့နော်ထမင်းမောင်းလို့ပွဲအသီးနှံလေးကတအားများရဲ့အတွက်တဝက်ခွဲလိုက်ပါတယ်။ဂျန်တဝက်ကိုတော့ကျမကခောက်ဆွဲကြော်စားမလို့ပေါ့နော်။အဲ့တော့ဂျန်နဲ့တဝက်ကိုပဲကျမတို့ထမင်းမောင်းလို့ပါမယ်ရှင်။ ငုံလေးလည်းထည့်ပြီးွားပြီခုနပြောင်းခေါ်ရည်လေးကိုလည်းကျမတို့ကိုလိုတလောက်နေထားလေးကိုထည့်ပြီးွားပြီပေါ့နော်ဒါပြောင်းခေါ်ရည်အရာကြတော့အရန်အပြစ်မြန်နေပေါ့ထည့်ပြီးတာနဲ့တန်းပြီးပြစ်သွားတာပါပဲရှင်အဲ့တော့မိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်နော် ပြောင်းခေါ်ရည်လေးလက်ထည့်ပြွားပြီဆိုရင်တော့ထမင်းပေါင်းလေးအားရသွားပါပြီရှင်။ထမင်းပေါင်းလေးကိုတော့ကျွန်တော်ကော်ဖီချင်းတို့ကျွတ်သွန်ချင်းတို့ပေါ့နော်ဘိတ်ချင်းတို့မိမိကြိုက်နှစ်တရာချင်းနဲ့ဒရက်ဖက်စားသုံးနိုင်ပါတယ်ရှင်။ ကျွန်တော်အိမ်ကတော့ဘိတ်ချင်အရင်ကြိုင်နေရဖြစ်တဲ့အတွက်ဒီရက်ထဲတော့ဘိတ်ချင်မဲ့လို့ဖြစ်တယ်ပေါ့နော်။ကျွန်မရဲ့ဗီဒီယိုလေးတွေကိုစုံလေးကြည့်ရှုပေးကြတဲ့တူတယောက်ချစ်စီရိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျွန်မရဲ့နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ။